်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာရွေးကောက်ပွဲအားလုံးပါဝင်မှုကိုအခြေခံရမည်ဟုစင်ကာပူပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲသည်ယုံကြည်စိတ်ထားရသောရလဒ်ဖြစ်ရည်နှင့် ပြည်သူဆန္ဒထင်ဟန်ရေးအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနှင့်အားလုံးပါဝင်မှုတို့အားအခြေခံရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN Balakrishnan ကလွှတ်တော်အတွင်မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။စစ်မှန်ခိုင်မာသည့်အမျိုးသားပြန်လည်တည်မြဲရေးအတွက်နိုင်ငံရေးအဓိကပါဝင်သူအားလုံးတွဲဆောင်ဆွေးနွေးမှုများမှတက်စင်ရရှိနိုင်မည်ဖြစ်ပြီးဖြေရှင်းဆောင်ရွက်မှုများအားမြန်မာနိုင်ငံကသာဦးဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကပြောပါတယ်။ချက်ချင်းဦးစားပေးအနေဖြင့်အကြံဖတ်မှုများရောကြလာစေရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်ရွယ်ကူချုံးမွေစေရင်းနဲ့တွဲဆောင်ဆွေးနွေးမှုများအတွက် အထောက်အကူဖြစ်စေမယ့်အခြေအနေများဖန်တီးလှုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကအကြံပြုပါရယ်။လက်ရှိမြန်မာနိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပြီးစင်ကာပူနိုင်ငံအနေဖြင့်မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အားအကောင့်ထည့်ဖို့ခြင်းအပါအဝင်အာဆီယံနှင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာချိုးပန်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဟု၎င်းကပြောပါရယ်။စစ်တပ်အာဏာသိမ်းပြီး၅နှစ်နီးပါးကြာသည့်အထိ မြန်မာနိုင်ငံအခြေအနေမှာဆိုးရွားနေစေဖြစ်ပြီးနေပြည်တော်စွာထိန်းချုပ်ရန်ရှင်းပြနိုင်ရစေဖြစ်ခါဒီဒီပကမြအောင်ပွဲခံနိုင်ခြင်းမရှိသေးပေကျေပြန့်သောပြည်ပခနှင့်မတည်ငြိမ်မှုများဆက်လက်ရင်ဆိုင်နေရကတိုက်ပွဲများကြောင့်အယက်သားထိခိုက်ဒဏ်ရာရရှိမှုများနှင့်အစုလိုက်အပြုံလိုက်နှီးရက်ဆုံးခွာမှုများရှိနေကြောင်းလည်း၎င်းကဆိုပါရယ်ပြည်ပခများကြောင့်စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုအခြေအနေယိုယွင်းလာနေပြီးမလ28ရက်လှုပ်ခတ်ခဲ့သည့်ငလင်ကြီးအပ်ပြီးပြန်လည်ထူထောင်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရိုးပန်းအားထုတ်မှုများအားအဟန့်အတားဖြစ်စေခဲ့သည်ဟု၎င်းကပြောကြားပါသည်။ဆလပီစစ်အုပ်စုအတွင်သဘောထားပြော့ပြောင်းသူမရှိပြီးခဲ့သည့်အပတ်တွင်ကွာလန်လမ်ပူတွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ပြီးကာလာကြာမြင့်စွာဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျပ်တဲအားအဖွဲ့ကြီးအနေဖြင့်ပို၍အလေးထားဖြည့်ရှင်းပေးရန်ပြောဆိုမှုများရှိလာခဲ့သည်။ထို့သောပြောဆိုကြခြင်းမှလည်းစေအုစုအတွင်နိုင်ငံတကာမှအကျိုးရှိရှိဆက်ဆံသွားနိုင်ပြီးသဘောထားပြော့ပြောင်းသူများရှိနေသည်ဆိုသောအမြင်ကိုအခြေခံထားလာသည့်ကိုတွေ့ရသည်။ ထိုယူဆချက်သည်မှားယွင်းနေသည်ဟုဩစတြေးလျရှိ The Interpreter တွင် Andrew Sell ကရေးသားထားသည်ဗိုနီဝင်းဤဆိုရှယ်လစ်အစိုးရပြုလဲသွားသည့်1988နောက်ပိုင်းမှစ၍သတင်းမီဒီယာများနှင့်နိုင်ငံတကာပညာရှင်များမှထိုသို့ရည်ညွှန်းပြောဆိုလာကြသည်အဆိုပါသဘောထားပြောပြောင်းသူများသည်အခွင့်အရေးပေးလာလျှင်စေဆိုးရအဆက်ဆက်အုပ်စည်းလာသောစိတ်မှခက်ထန်သူများကိုဖြုတ်ချခြင်းအသာစီးရလာအောင် လုပ်ခြင်းများပြုလာကြမည်ဟုပြောဆိုခဲ့ကြသည် 1988တွင်ဖွဲ့စည်းခဲ့သောနဝတအစိုးရသည်1990ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုခဲ့တော့လေလွတ်လပ်စွာပြောဆိုခွင့်အဖွဲ့စည်းများဖွဲ့စည်းခွင့်နှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုတွေ့လာရ၍အားတက်လာကြသည် SPDC အဖြစ်ပြောင်းလဲလာပြီးနောက်တွင်ဒေါ်လန်ရေးအကြီးအကဲဘိုခင်ညွန့်အားပြည်ပမှတရင်ခွေပန်သုံးသက်သူများကတိတိတတ်တဘောထားပြော့ပြောင်းသူဟုတစိမ့်ခန့်နေလာသည် ။ဤဒီမှာလည်းဘူခင်ညွတ်ဒီနိုင်ငံတွင်ပြဿနာအမြောက်များရှိနေသည်ကိုတည်ထားပြီးပြည်ပနှင့်လည်းပို၍ထိတွေ့ဆက်ဆံလာမှုကိုခွင့်ပြုလာခဲ့သောကြောင့်ဖြစ်သည်။2017တွင်စတင်လာခဲ့သောစီကံတကြဒီမိုကရေစီကြောင့်စစ်တပ်အတွင်းသဘောထားအလဲလက်ရှိသူများကပြုပြင်ပြောင်းလဲရေးများအားပိတ်လာကြသည်ဟုသောအပြောသည်ပုံမှန်ရသည်ဟုဆိုရမည်ဖြစ်သည်။ကျွမ်းကျင်သူတဦးကမှုပါလီမန်အသစ်ကိုဖျော်ပြောင်းသူများနှင့်အမာခံများအကြားသတိကြီးစွာဟန်ချက်ညီနေခြင်းဟုဖော်ပြခဲ့ပြီးအဆိုပါအခြေအနေကိုစစ်ကောင်းဆောင်ကြီးဗိုလ်တန်းရွှေက ထိန်းချုပ်ထားသည်2021နောက်ပိုင်းလေ့လာသူပညာရှင်အနေနဲ့ကစစ်တပ်အားစစ်တမ်းလျှောက်သို့ပြန်ပို့ကောင်းပြန်ပို့ပေးနိုင်ပြီးသဘောထားပြောပြောင်းသူများကိုရှာကြည့်လာကြသည်ထို့သောထို့သောအနေအထားမျိုးမတွေ့ကြရရှိခဲ့လျင်ပင် အစ်စ်အမှန်ပြောင်းလဲသွားအောင်လုပ်နိုင်စွမ်းရှိဖို့မရဆေးဥစုအတွင်အခြေအနေများသည့်အမြဲတစေမရှင်းမလင်းဖြစ်နေတော့လေနှစ်ကြာလာသည့်အခါတွင်စစ်တပ်၏အစဉ်စင်အုပ်ချုပ်မှုအတွင်၌အမြင်အမျိုးမျိုးရှိနေသည့်သို့သောလက္ခဏာများရံဖန်ရံခါပေါ်ထွက်လာသည် အထက်တန်းစစ်ဘက်အရာရှိများအလုံးကနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုစန့်ကျင်နေကြခြင်းမျိုးတော့မရှိအချို့ကအစိုးရအတွင်းအယက်သားများပို၍ပါဝင်လာမှုကိုကြိုးဆိုသည်ဟုသော အပြောမျိုးလူသိရှင်ကြယောနောက်ွယ်တွင်ပါပြောဆိုလာမှုများတခါမဟုတ်တခါတွေ့လာရသည်2021မတိုင်မီအထိစစ်တပ်သည်တိုင်းပြည်ကိုချုပ်ကန့်ထားမှုများတဖြည်းဖြည်းလျှော့လာပြီးအစိုးရနှင့်လူထုမှပုံမလွတ်လပ်စွာလှုပ်ရှားခွင့်ပြုဖို့စဉ်းစားလာကြသည် မည်သို့ပင်စိုးစည်းကောင်းမှုစေအုပ်စုအတွင်ပျော်ပြောင်းသူများနှင့်အမကန်များဟု၍ခွဲခြားမှုကိုလွန်လွန်ကျူးကျူးမဖော်ပြသင့်ပေ Modern Freedom ဆန်ရေးသားခဲ့တဲ့ကဲ့သို့ပင်အမြင့်သဘောထားများ၏အမတကယ်ပြန့်နှံ့တည်ရှိမှုသည်ရှုပ်ထွေးလာပြီးအတွင်ပိုင်းတွင်မတူညီသောကိစ္စရပ်များအပေါ်သဘောထားတသက်မှတ်ထဲမရှိပေ ပုံမတိကျစွာပြောရလျင်ဘူချုပ်ကြီးများအနေဖြင့်ရန်ဖန်ရခအချင်းချင်းညင်းခုမှုများရှိခဲ့တော်လေ၎င်းတို့ရှုမြင်ထားသည့်ဒုတာဝင်အရေး၃ပါးဆိုသည့်ဖြင့်စစ်တပ်သည်အမျိုးသားရေးအခမ်းအနားအားအတိကနေရာမှပေါဝင်ရန်လိုအပ်သည်ဟုသောအခြေခံမူဝါဒဆိုင်ရာကိစ္စရပ်များတွင်ပြင်းထန်သောသဘောထားကွဲလွဲမှုများမရှိခဲ့ပေအနည်းဆုံးထိုရှုထောင့်မှကြည့်မည်ဆိုလျင်စေုပ်စုအားအမြဲတမ်းအမှားကန်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုနိုင်သည် တတိပြုသင့်သည်ကမြန်မာအောင်တစ်ချိန်ချိန်တွင်ကဲတင်ပေးနိုင်လိမ့်မည်ဟုလေလာသူအများအပြားယူဆထားသည့်ဘိုခင်ညွန့်သည်တိုင်းပြည်နှင့်လူထုကိုရရက်ဆက်ဆက်ဖိနှိပ်ခဲ့သည့်ထောက်လှမ်းရေးအဖွဲ့ကြီး၏အကြီးအကဲဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည်၂011တွင်စီကံတကြဒီမိုကရေစီအသွင်သွသွင်းလာခြင်းနှင့်2015ဒေါအောင်ဆန်းစုကြည်၏ NLD ပါတီအောင်ပွဲခံခဲ့ခြင်းများသည့်သဘောထားပျော်ပြောင်းသူများ၏အောင်ပွဲမဟုတ်ဘဲစစ်တပ်အတွက်အကျိုးရှိ၍သာခွင့်ပြုခဲ့ခြင်းဖြစ်သည် ၎င်းတို့စိတ်ထဲတွင်ထိုသို့ခွင့်ပြုနိုင်လောက်အောင်ထိန်းချုပ်ထားနိုင်ပြီးနိုင်ငံနှင့်စစ်တပ်အတွက်ထိုက်တင်သလောက်အကျိုးခံစားခွင့်ရလာပြီဟုလည်းရှုမြင်ခဲ့ကြသည်စစ်တပ်သည်သတင်းသမားများနှင့်တက်ကြွလှုပ်ရှားသူများတခါတရံပုံဖော်ခဲ့ကြသလိုတတားရဲရှိမနေသလိုအရာရာတိုင်းကိုသဘောတူညီနေကြသည်အဖွဲ့အစည်းတော်မဟုတ်အခြားအဖွဲ့အစည်းများကဲ့သို့ပင်ကိစ္စရပ်များအပေါ်ကွဲလွဲသောအမြင်များရှိနေကြသည် ထို့သောတက်ကောင်းဆောင်များအလုံးတူညီစွာလက်ခံထားသည့်အခြေခံယုံကြည်ချက်များတဲတွင်စစ်တပ်အနေဖြင့်နိုင်ငံရေးရာများကိုထိရောက်စွာထိန်းချုပ်ထားရန်လိုအပ်သည်ဟုသောအချက်သည့်အဓိကနေရာမှပါဝင်နေသည်လက်ရှိမင်းအောင်လိုင်းအောက်တွင်အမှုတော်ထမ်းနေကြသောစစ်အရာရှိကြီးများနှင့်၎င်းအပေါ်မမိတ်မတုံသစ္စာရှိမှုနှင့်တင်းမာသောခံယူချက်များရှိနေခြင်းကြောင့်ယာတူးတွင်မျက်နှာချင်းဖြစ်သည်အဆိုပါအချက်ကိုထည့်သွင်းစဉ်းစားသည့်အခါမြန်မာအတွက်နိုင်ငံသားအဆိုရများ နိုင်ငံတကာဖွဲ့စည်းများနဲ့အခြားသူများမှဆွေးနွေးညှိနှိုင်းရေးအလျော့အတင်းလုပ်ရေးနှင့်အာဏာခွဲဝေရေးတောင်းဆိုမှုများသည်ဖြစ်စေခြင်းသောဆန္ဒသက်သက်ကိုတွေးတောပြောဆိုနေကြခြင်းဖြစ်သည်ဟုမှတ်ယူရပေမည်။ပြည်သူတို့၏တရားသောစစ်မုတ်ချအောင်ရမည်။ဆက်လက်ပြီးတော်လိုင်းရေးထိန်းချုပ်နေမြေများကိုစစ်တီအင်အားအကုန်ထုတ်သုံး၍ကာကွယ်နေကြောင်းမတရားပကဖထုတ်ပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ မရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဟာစစ်အာဏာရှင်စန့်ကျင်တော်လှန်ရေးတိုက်ပွဲအတွင်တော်လှန်ရေးခြေလှမ်းမရက်တံပဲစစ်တီအင်အားအကုန်သုံး၍တိုက်ခိုက်နေကြောင်းထုတ်ပြန်ထားပါတယ်။မရီယာပကဖအနေနဲ့မရီယာပကဖအနေနဲ့မရီယာမျိုးနယ်အတွင်စစ်တီအင်အားအကုန်ထုတ်သုံးပြီးထိန်းချုပ်နေမြေတွေကိုအစွမ်းကုန်ကာကွယ်နေတယ်လို့ဤဆက်ရတော်လှန်ရေးညီနောင်အဖွဲ့တွေရဲ့စိုးမိုးနေမြေတွေမှာလည်းတက်စွမ်းသမျှသွားရောက်ကာကွယ်နေတယ်လို့ဆိုပါတယ်။ တစုံတစ်ယောက်ရဲ့တိုက်တွန်းမှုကြောင့်လှုပ်ဆောင်နေတဲ့တော်လန်ရေးမဟုတ်ပဲကိုယ်အသိစိတ်နဲ့ကိုယ်လက်နက်ကိုင်လမ်းစဉ်ကိုတိကျပြတ်သားစွာလှုပ်ဆောင်နေတာကြောင့်ဘယ်သူတဦးတယောက်ရဲ့ဟန်တာနှောက်ယှက်မှုကြောင့်မှတော်လန်ရေးခြေလမ်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့လေမရီယာပါကဖာကဆိုပါတယ်။အများပြည်သူလိုလားတောင်းတတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းရန်သူကိုမျက်နှာမှုပြီးတိုက်ခိုက်တာပြည်သူလူထုရှေ့မှာမမမမရက်တီသွားမယ်လို့အတည်ပြုထားပါတယ်။ မရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ဟာဒေါ်လန်ရေးစတင်ချိန်ကလေးကရရလက်နဲ့ဆွဲကင်ဒေါ်လန်ခဲ့ကြတာဖြစ်ပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနှံပြီးမှသာတက်ဆိုင်ရနေပေအသီးသီးမှနိုင်ငံတော်ဝင်ကိုကြောင်းလဲထမ်းဆောင်ကြမဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်